မင်းလာပါခင်ဗျဘာမစ်သင်းစ်ကနေပြန်လဲကြိုးစို့ပါတယ်ဗျဒီနေ့ကျွန်တော်ပြောသွားမယ့်အကြောင်းအရာကတော့လူစိတ်ရဲ့အမှောင်ဆုံးထောင်တည်တဲ့ကိုလှမ်းကြည့်လိုက်တဲ့အခါ psychopath လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာခြုံရင်းနေတဲ့လူသက်သမားတွေအကြောင်းမှဟုတ်ပါတယ်ဗျဒီနေ့မှာတော့ရုပ်ရှင် series တွေထဲမှာအရက်ဆက်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးစိတ်တစားလူသက်သမားတွေအကြောင်းကို ranking အလိုက်သတ်မှတ်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုစလိုက်ကြရအောင် နမငားမှာရှိတဲ့ Norman Bates ရဲ့အမှုကစိတ်ပညာကိုတော်တော်လေးလုတ်ခတ်စေခဲ့တဲ့ဇာတ်လမ်းပါ။သူကငယ်ဘဝကတည်းမိခင်ရဲ့စိုးမှုမှုကိုလုံးဝခံခဲ့ရတဲ့သူပါ။သူ့ရဲ့အမေဆုံးသွားတဲ့အခါသူ့စိတ်ထဲမှာဒုတိယအမေဆိုပြီး Alter Ego တစ်ခုကိုဖန်တီးလိုက်ပါရဲ့။ Norman ဟာတော်တော်လေးစိတ်မလုံးမလဲဖြစ်ပြီးရှိတ်ယွန်းတက်တဲ့ကောင်လေးတစ်ယောက်ပါ။ဒါပေမဲ့သူ့စိတ်ထဲမှာမိခင်ဇယိုက်ကပေါ်လာတဲ့အခါမှာတော့ရက်ဆက်ကြမ်းကြမ်းတဲ့လူတမှုတွေကိုကျူးလွန်ခဲ့တာပါ။သူ့ရဲ့အကြမ်းဖက်မှုတွေဟာ မိခင်ကိုကာကွယ်ခြင်းဆိုလို့ရည်ရွယ်ချက်တစ်ခုတည်းကိုပဲဦးတည်နေတာပါဒီစကောင်ဟာနေဘွားကရောက်ရှိတဲ့စိတ်တန်ရကလူတယောက်ရဲ့စိတ်ကိုဘလို့ပျက်စီးစေနိုင်တယ်လဲဆိုတာကိုပြသနေတဲ့အကောင်းဆုံးသက်သေပါပဲနံပါတ်၄နေရာမှာကတော့7တက်ရဲ့ John Doe ပါဒီကကိုလူတိုင်းနှိပါជីဖူးကြော်မှာပါဗျာជីဖူးတဲ့သူတွေဆိုလဲဒီကဘလို့ကောင်းလဲဆိုတာကောင်းကောင်းကြီးတည်မှာပါဆိုတော့ဒီလူတက်မရဲ့စိတ်နေစသားကသူဟာတခြားလူတွေထက်ပိုပြီးညံကောင်းတယ်လို့ယုံကြည်ထားတဲ့မာနကြီးမှု superiority complex နဲ့ပြည့်နေတဲ့သူမျိုးပါ သူဟာရွရွလူတတ်မှာမဟုတ်ပါဘူးသူဟာခုတ်ကိုကိုကဘာကြီးကိုပြစ်ဒဏ်ပေးသူအဖြစ်တတ်မှတ်ထားတယ်စားတော့စားတယ်နော်ဒီဘက်ကထားပါတော့ဒီဂျွန်ဒိုးရဲ့အပြုအမူကစီစဉ်မှုအလွန်ကောင်းတယ်သူရဲ့လူတတ်မှုတိုင်းဟောအဖြစ်ရှင်မျိုးနဲ့ဆက်ဆံနေပြီးသူ့ကိုယ်သူမဖော်ထုတ်မီအောင်တတော်လေးကိုတရီထားခဲ့တယ်သူရဲ့လူတတ်မှုစီမံကိန်းဟာပဟဲနီလိုမျိုးရှုပ်ထွေးနှက်နေပြီးရဲတွေကိုတတော်လေးကိုအလုတ်ရှုပ်အောင်လုပ်နိုင်ခဲ့တဲ့သူပါ သူ့ရဲ့ဇလန်းဟာအယူလွဲမှုနဲ့ဉာဏ်ပညာကိုပေါင်းဆက်လိုက်ရင်ဘလောက်ကြောက်စရာကောင်းလဲဆိုတာကိုတွေးတက်ကြည့်ပြတော့ကဲနံပါတ်300မှာကတော့တတ်ချိုကာပါဘာလို့ချိုကာဖြစ်နေရတာလဲဆိုတာနည်းနည်းစိတ်ဝင်စားသွားပြီမလားဘာလို့လဲပြောပြမယ်ဒီလူရဲ့စိတ်ကတော်တော်လေးကိုနားလဲရခတ်ပါတယ်သူ့ရဲ့အကြီးမားဆုံးစန္ဒာကစူပူအုံကြွားမှုတွေပျံပဒါတွေကိုဖန်တီးခြင်းတဲ့စိတ်ပါသူဟာ ဖဆန်တွေအာနာတွေလာမပြိုးနဲ့စိတ်ကိုမဝင်စားတဲ့သူမျိုးပါ။ဘာလို့လဲဆိုတော့သူမှနောင်တရတာကြောက်တတ်တာ လုံးဝမရှိတဲ့ psychopath စိတ်ရှိနေလို့ပဲ။ဂျိုကာရဲ့ကပြူမှုပုံစံကမတီးငိမ့်ဘူး။ရီလိုက်ငိုလိုက်ဒိုးသားထွက်လိုက်နဲ့မတီးငိမ့်တဲ့ဇယိုက်တွေပေါင်းစပ်နေတာပါ။ဒါပေမဲ့သူ့ရဲ့အကြမ်းဖက်မှုတိုင်းဟာလူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကိုထိုးဖောက်ပြဖို့ဥတီခဲ့တာပါ။သူဟာအကြောက်ထရားကိုတုံပြီး လူအဖွဲ့အစည်းရဲ့အမောင်ဒူးကိုထုတ်ဖော်ပြလိုသူပါဂျိုဂါရဲ့စိတ်တစားပုံစံကရိုးရိုးလူတတ်သမားထအတွေးခွန်ပိုင်းဆိုင်ရာချင်းချောက်မှုပူကြီးမားတယ်ဆိုတာတွေ့ရမှာပါနံပါတ်1မှာရှိတဲ့သူကတော့ဒက်စတာမော်ဂန်လို့ခေါ်တဲ့လူအေးလီပါဒက်စတာမော်ဂန်ရဲ့စိတ်ကတော့ရှင်းတယ်သူဟာရိုးရိုးဖြောင်းမတ်တဲ့ရဲအယားရှိတူရဲ့အကားအွယ်အောက်မှာကြီးပြင်းလာခဲ့ပြီမဲ့သူ့ရဲ့အတွင်းစိတ်မှာတော့လူတတ်ခြင်းနဲ့စိတ်ဆန္ဒ Duck Passenger ဟာအမြဲတမ်းရှိနေခဲ့တာပါ ဒက်စတာရဲ့အပြုတ်မှုပုံစံကအေးဆက်ပြီးစနစ်တကျရှိတယ်။သူလူတက်ပေမဲ့ဥပဒေကိုလွတ်နေတဲ့လူဆိုးတယ်။လူတက်သမားတွေကပဲဥတီတာပါ။ဒါကသူ့ရဲ့ကိုယ်ပိုင်မော်ရယ်ကုတ်ပါ။ဒက်စတာရဲ့စိတ်နေထားကိုလေ့လာရင်ဆိုရှယ်ပတ်ပုံစံမျိုးပါ။ဆိုရှယ်ပတ်ဆိုတာလူတွေနဲ့ပြောဆိုဆက်သွယ်တဲ့အခါမှာအဆင်မပြေတာကိုပြောတာပါ။တနည်းအားဖြင့်ပြောရင်တော့လူကွာစားပုံစံမျိုးပါ။ဒက်စတာဟာလူမှုရေးဆိုင်ရာဆက်ဆံရေးမျိုးကိုအတူယောင်ဖန်တီးတီး လူကောင်းတူလို့ဟန်ဆောင်နေတာပါဒါကသူ့ရဲ့လူသက်သမားဘဝကိုလုံးဝမဖော်ထုတ်မိအောင်ကာကွယ်တဲ့နီးလမ်းပါဒါပေမဲ့ I know but I can prove it ဆိုတဲ့ဘယ်ဘောတော့ကောင်းကောင်းမလိန်နိုင်ခဲ့မှာ우နောက်ဆုံးနံပါတ်2နေရာမှာတော့ Dr. Hannibal Lecter ပါဒီလူက psychopath ရဲ့ thick ဆုံးမှာရှိနေတာပါသူအကြောင်းကိုပို့ပြီးတော့သိချင်း The Silence of the Lambs ဆိုတဲ့ကားကိုတွားကြည့်လိုက်ပါဗျအဲ့ကားမှာဘလောက်တွေးအေးပြီးကြောက်စရာကောင်းလဲဆိုတာသိသွားမှာပါ ဟန်နီဘယ်ရဲ့လိုဝတ်ချက်ကသူ့ရဲ့ဉာဏ်ပညာနဲ့ယဉ်ကျေးမှုပါပဲ။သူကစိတ်ယောဂကုဆရာဝန်မှာအနုပညာဂီတနဲ့ဟင်းချချင်းကိုတက်ကြွပါတယ်။ဟန်နီဘယ်ရဲ့စိတ်နေစိတ်ထားကအလွန်တည်ငြိမ်တယ်။သူကဘယ်တော့မှဒေါသမထွက်ဘူး။သူများရဲ့စိတ်ကိုအလွယ်တကူဖတ်ရှိနိုင်တယ်။သူ့ရဲ့အကြံဖတ်မှုကလူသားစားခြင်းဖြစ်ပြီးဒါကိုတော့အစဉ်တမ်းမြင့်မားတဲ့အရသာခံစားမှုအဖြစ်သတ်မှတ်ထဲတာပါ။တတော်ကြောက်စရာကောင်းတဲ့အစိုက်ကိုပါပါ။ The Silence of the Lambs ကမှသူက FBI agent တွေကိုတောင်စိတ်ပိုင်းဆိုင်ရာချဲလှယ်ပြီးနောက်ပြန်လမ်းရှည်သွားအောင်ဒုက္ခပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့စိတ်ကိုထိန်းချုပ်ပုံရသူ့ကိုရုပ်ရှင်လောကရဲ့အနတ်ရှင်ဆုံးအကြောက်ဆုံး psychopath အဖြစ်တမိုင်းဝင်စေခဲ့တာပါ။ကဲဒီစကန်ရဲ့စိတ်နေစိတ်ထားတွေအတော်လေးထိပြီးထွက်သွားမှာပါ။တို့ကရုပ်ရှင်ထဲမှာရှိပေမဲ့သူတို့ရဲ့ psychological profile တွေကတကယ်လက်တွေ့ဘဝမှာဖြစ်နိုင်ခြေရှိတဲ့အရာတွေပါ။တကယ်လည်းဖြစ်နေတဲ့အရာတွေပါ။ ဒီထက်ကဘသူကအဆိုးဆုံးနဲ့အရက်ဆက်ဆုံးစိတ်တကြလူတန်းမာလဲဆိုတာကိုယ့်ရဲ့ထင်မြင်ချက်တစ်ခုတည်းကရွတ်လပ်စွာ comment မှာရေးလို့ရပါတယ်။ကြံခဲ့တဲ့ psychopath တွေရှိရင်လည်းပြောသွားပေးကြပါဦး။ဆိုတော့နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြမှာပါ။